အစ္စလာမုအလัยကုမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1449ခုဂျူမတ်ဒလ်အူလာ17ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့တနင်္လာနေ့မှာ9မိနစ်တဲ့အောင်မြင်ခရီးရဲ့တင်ကြတဲ့အမတ်စဉ်1182ကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီနေ့လဲကျွန်တော်တို့အကောင်းဆုံးဆရာနဲ့အကောင်းဆုံးတပည့်ဆိုတဲ့ခေါင်းစဉ်နဲ့ဟဇရတ်မူဆာအလัยဆလမ်နဲ့ဟဇရတ်ခဇရီရဲ့ဂျာမာတင်ကြမှုတွေဖြစ်ခဲ့တယ်ပညာပေးတာတွေဖြစ်ခဲ့တဲ့အကြောင်းအရာဒီအကြောင်းအရာကိုမြင်ရတော့ဘုသောအလောရှိမတ်က စူရတုလ်ကဟဖ်မှာအကျေတုံးရဲ့အသေးစိတ်ဖော်ပြထားသလိုကုရမဆလလောလိဆလမ်ကလည်းဘူခါရီရဲ့ဟာဒီသ်ရီဝါယတ်ဒီမှာကိုရောကအမိန့်ရှိထားပါတယ်။ဟောကျွန်တော်တို့မနေ့ကတင်ပြခဲ့တဲ့နေရာမှာဟာဇတ်မူဆာနဲ့ဟာဇတ်တကီနိုဟာပင်လယ်ကမ်းကြီးတစ်ခုအနာကနေရှောက်ပြီးတော့တင်မောတစီလာတဲ့အဲ့တော့အဲ့ဒီလာတဲ့တင်မောကိုတို့အနေနဲ့လိုက်ပါစီးနင်းဖို့အတွက်တောင်းဆိုတဲ့ဟာဇတ်ခါဇတ်ကိုတည်တဲ့အတွက်ကြောင့်တို့အနေနဲ့ လိုက်ပါစီနင်းခွင့်ပြုလိုက်တယ်။အဲ့တော့ဟာဇတ်ခဇီရ်ကတင်မောရဲ့ပဲ့မှာနားပြီးတော့ရေလေးတွေတပေါက်တပေါက်တောက်နေတဲ့စားကလေးကိုပမာပေးပြီးတော့ငါတို့တို့တိနေတဲ့အီလင်နဲ့အလောက်ရှမြက်ရဲ့အသိပညာဟာဆိုရင်နဲ့ဟောဒီပင်လယ်ကြီးနဲ့အဲ့ဒီပင်လယ်ကြီးတဲကနေပြီးတော့မှတပြောက်တပြောက်တောက်လိုက်တဲ့စားကလေးတောက်လိုက်တဲ့ပမာဏလောက်ပဲရှိတယ်ဆိုပြီးတော့အာဇတ်မူဆာတခင်ကြီးကိုပြောပြနေတဲ့နေရာထိရောက်ရှိခဲ့ပြီဖြစ်ပါတယ်အဲ့လိုနဲ့တိတ်မကြခင်မှာပဲ Hazrat Hazrat ခင်အနေနဲ့ဒီတင်မောကအောက်ကနေပြီးတော့မှတပြားတစ်ချက်ကိုသူ့အနေနဲ့ဆွဲခွာလိုက်တယ်။အဲ့မှာပဲ Hazrat Musa ကသူတိထားတဲ့အပြစ်မိုင်းဆိုင်ရာအသိပညာကိုအခြေခံပြီးတော့မှချက်ချင်းသူဟာဆိုရင်ကောင်းရညွန်ကြားမကောင်းမြတ်တာလုပ်တဲ့အနေနဲ့ Hazrat Khazir ကိုပြောလိုက်မိတယ်။ Akhraq tahali tughriqa ahlaha အာအတိအနေနဲ့ဒီမှာပါနေတဲ့ပုံကိုယ်တွေအားလုံးကိုနှိမ့်ညွတ်စီဖို့ အခုလိုတစ်သားပြားကြီးကိုဆွဲခွာလိုက်တာလားအဲ့တော့အမဟာဇတ်ခဇီရ်ကသူ့ကိုပြောတယ် innaka lan tastati ya ma'iya sabra ဟောအဲ့လမ်အကူကျွန်တော်မပြောခဲ့ဘူးလားအတင်ဟာကျွန်တော်နဲ့အတူတူနေပြီးတော့တိခတ်နိုင်မှာမဟုတ်ဘူးဆိုတာကိုအဲ့ဟာဇတ်မူဆာတခင်ကြီးအနေနဲ့တောင်းပန်နေကျွန်တော်ဘက်ကနေပြီးတော့မှားသွားတယ်ကျွန်တော်ကိုဆက်လက်ပြီးတော့အတင်နဲ့အတူနေခွင့်ပြုပါဆိုတော့ဟာဇတ်ခဇီရ်ကလည်းခွင့်ပြုပေးလိုက်အဲ့လိုနဲ့ဒရုန်းအူဟာဆိုရင် ျွန်တော်တို့လမ်းမှာသွားနေတယ်အဲ့တော့သွားနေရင်းနဲ့အဲ့ဒီမှာကလေးလေးတယောက်ကကစားနေတာကိုတွေ့တယ်အဲ့တော့တွေ့လိုက်တော့ဟာဇက်ခါဇက်ကအဲ့ဒီကလေးကိုခြိုင်ပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဇက်ကိုချိုးတက်လိုက်တယ်ဟာဇက်မူဆာကသူ့အနေနဲ့သူသိထားတဲ့အသိပညာတတ်တဲ့ပညာမနေသာဆိုသလိုပဲချက်ချင်းပဲဟာဇက်ခါဇက်ကိုသူပြောတယ်အကတ်တလ်တနဖ်ဆန်ဇကီယတံဘီဂိုင်ရီနဖ်အတင်းဟာ ဘာမှအပြစ်မရှိတဲ့ကလေးလေးကိုအသက်လေးတစ်ချောင်းကိုဘာမှအစားမရှိဘဲနဲ့အတင်တက်ပြစ်လိုက်တာလားအလာဇတ်ခဇရ်ကပြောတယ်အလမ်အကူလကအင်နကလန်တစတဒီယာမအီယဆဘရအတင်ကိုငါပြောထားပြီးသားပဲအတင်ငါနဲ့အတူတူနေပြီးတော့ဆဘရတိကံမှုလုံနိုင်မှာမဟုတ်ဘူးအဲ့လိုနဲ့အလမ်မူဇာကထပ်ပြီးတော့တောင်းဆိုတဲ့ကျွန်တော်ကိုဒီတစ်ချိန်နဲ့ခွင့်လွှတ်ပေးလိုက်ပါအဲ့တော့အလာဇတ်ခဇရ်ကကဲကောင်းပြီဆိုပြီးတော့ ဆက်ပြီးတော့သွားတယ်။ရွာတရားကိုဝင်နေအဲ့ဒီရွာသူရွာသားတွေစီကန်းနေပြီးတော့မှအစားအစာတွေကျွေးမွေးဖို့အတွက်တောင်းခံတယ်။အဲ့တော့အဲ့ဒီမှာရှိနေတဲ့ပုဂ္ဂိုလ်တွေအားလုံးကငင်းလိုက်တယ်ကျွန်တော်တို့မကျွေးနိုင်ဘူးဆိုပြီးတော့ပြက်ပြက်တတ်တာပဲသူတို့အနေနဲ့ငင်းချလိုက်တယ်။အဲ့တော့အဲ့ဒီရွာထဲမှာသွားနေရင်းနဲ့ကြိုကျလူစဲစဲဖြစ်နေတဲ့တိုင်းတစ်ခုကိုဟာဇတ်ခါဇီကပြန်လဲပြီးတော့မှတက်မှတ်ပေးလိုက်တယ်။အဲ့တော့ဟာဇတ်မူဆာတခင်ကြီးကပြောပြတယ်လောရှိတလတ်တခါဇတ်အလိဟီအဂျရာ အသင်အဖို့ကယူမယ်ဆိုရင်လည်းယူလို့ရတာပဲဒီလူတွေကငါတို့ကိုဘာမှအကောင်းပြုထားတာမဟုတ်ဘူးအဲ့ချိန်မှာဟာဇတ်ခါဇူရ်ကတခုပဲပြောလိုက်တော့တယ်ဟာသာဖီရော့ကိုဘိုင်းနီဝဘိုင်းနီဒါမင်းနိုင်ငံနဲ့လမ်းခွဲခြင်းဖြစ်တဲ့အဲ့တော့တခုတော့ရှိတယ်အခုငါလုပ်ခဲ့တာတွေအားလုံးဟာအတိတ်ပဲမဲမဟုတ်ဘူးအလောက်ရှိမတ်ကငါ့ကိုတင်ပေးထားတဲ့အဲ့မေလက်ဒွန်နီလို့ခေါ်တဲ့အတွင်းပိုင်းဆိုင်ရာအတိတွေဓာတ်ရိုက်ဝဟီနဲ့တော့ချီးမြှင့်ထားတဲ့ဒီအတိတွေ ကိုအခြေခံပြီးတော့ငါဆိုရင်လောက်တာဖြစ်တယ်အဲ့တော့တင်မောနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်အမစဖီနတုအဲ့တော့တင်မောနဲ့ပတ်သက်ပြီးတော့ငါအနေနဲ့ဖြက်စီးလိုက်တာမဟုတ်ဘူးရှေ့မှာနော်မင်းစိုးတူဟာရှိနေတယ်သူကတောင်းတဲ့တင်မောတွေကိုသူ့အနေနဲ့ယူယူလိုက်တာရှိတင်မောမကောင်းဘူးဆိုရင်သူလွတ်ပေးလိုက်တယ်အဲ့ဒီအတွက်ကြောင့်သူမယူအောင်ဒီလူတွေကိုအဆိုးဖြစ်ခြင်းလို့မဟုတ်ဘူးအကျိုးဖြစ်ခြင်းလို့ငါဟာအခုလိုလှုပ်လိုက်တာဖြစ် ကလေးလေးနဲ့ပတ်သက်ပြီးတော့ဝအမလ်ဂူလာမူဖကနာအဘဝါဟူမူမီနိုင်နီအဲ့တော့ဒီကလေးလေးနဲ့ပတ်သက်ပြီးတော့ပြောရရင်လေသူ့ရဲ့မိဘမိဘနှစ်ပါးဟာဆိုရင်မူမင်နေဖြစ်တဲ့ဒါပေမဲ့ဖခရှိနာအန်ယူရဟီကာဟူမာတူဂယာနံဝကုဖရာဒီကလေးကကြီးလာတဲ့အခါမှာမိဘနှစ်ပါးကိုပုံကံမဲဖီလာစန့်ကျင်မှုတွေလုပ်မဲပြပြဆိုရင်သူဟာကာဖီဖြစ်သွားလိမ့်မယ်ဒါကြောင့်ကြိုတင်ပြီးတော့ငါဟာဒီကလေးကိုအဆုံးတတ်လိုက်တာဖြစ်တယ်ဒါလည်းငါအလိုက်အမိန်နဲ့လောက်တာဖြစ်တယ် တတိယတစ်ချက်အဲ့ဒါကတော့နေနေနဲ့ပြောတယ်ဒီတတိုင်းကိုတက်မှတ်တဲ့အခါအဖကျင်းကိုယူပါလို့ပြောတယ်အဲ့တော့ဘာကြောင့်မယူတာလဲဆိုတော့ဒီတတိုင်းရဲ့အောက်မှာနော်ယတိမ်ကလေးလေးတွေကိုအတွက်ထားခဲ့တဲ့ဝမ်မလ်ဂျီဒါအဲ့တော့ဒီတတိုင်းရဲ့အောက်မှာယတိမ်ကလေးလေးတွေအတွက်မြုပ်နှံခဲ့တဲ့ဒီမှာဆိုရွှေအိုးငွေအိုးတွေရှိရွှေငွေတွေရှိတယ် အဲ့တော့ဒီကလေးလေးတွေအရွယ်မရောက်ခင်မှာဒီတတိုင်းကြီးတော့ပြိုကျပြီးတော့အောက်မှာတော့မြုံနံထားတဲ့တယံဇာတတွေထွက်လာမှာကဆိုရင်ဒါကြောင့်ဒီတတိုင်းကိုပြန်လဲပြီးတော့မှတက်မှတ်ပေးတာအဲ့ဒီကလေးလေးတွေအတွက်ငါအနေနဲ့လှုပ်ချင်းဖြစ်တယ်အဲ့တော့ဟာဇတ်မူဆာတခင်ကြီးကိုသူမသိလို့ပြောလိုက်မိတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဟာဇတ်ခဇယ်ကသင်ပေးတယ်ပြောပြတယ်ခရမဆလ္လာလ္လာဟူအလัยဟိဆလမ်ကဆဝါဘတာဝကကြီးတွေကိုဒီအကြောင်းအရာကိုအဘတရားပြောဆိုနေတယ် ြောဆိုပြီးတဲ့နောက်ပိုင်းမှာနောက်ဆုံးမှာကိုတော်ကဗာမိန်လဲဆိုတော့ရဟိမ်အလ္လာဟူမူဆာအလ္လာငါ့ရဲ့နောင်တော်ဖြစ်တဲ့အဇတ်မူဆာကိုတနာပါစေဟုတ်ပြီလားသူသာနောက်ထပ်အနှင်းငယ်ဆော်ဘာတလုံးလိုက်အောင်မယ်ဆိုရင်ねအလောရှိမက်ကသူတို့နှစ်ဦးနဲ့ပတ်သက်ပြီးတော့သူတို့နှစ်ဦးကြားမှာပြပြက်ခဲ့တဲ့နောက်ထပ်အကြောင်းအရာပေါင်းများစွာကိုငါတို့ကိုပြောပြအောင်မှာဖြစ်တယ်ငါတို့သိရအောင်မှာဖြစ်တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့သိရတဲ့အဓိကကတော့ဆရာတပည့်နှစ်ဦးရဲ့ တယောက်နဲ့တယောက်ပညာသင်ကြားတဲ့နေရာမှာထားရှိတဲ့နော်သူတို့ရဲ့ကျင့်ဝတ်ကလေးတွေအဲ့တော့တဦးနဲ့တဦးဟာဆိုရင်အလောက်ရှိမဲ့သင်ပေးတဲ့ပညာရက်တွေမတူတဲ့အပေါ်မှာရလတ်တွေမတူနိုင်ဘူးနောက်တစ်ခါအခြေအနေတွေမတူနိုင်ဘူးเนาะကျွန်တော်တို့လည်းဒီတိုင်းပဲကျွန်တော်တို့ရဲ့လူပအဝင်ကျင်ကြီးမှာပညာနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်မတူညီတဲ့ပညာတွေကိုသင်ယူထားတာဖြစ်တယ်အဲ့တော့ဒီမတူညီမှုတွေကိုကျွန်တော်တို့ကရံပက်လို့ကျွန်တော်တို့သွားပြီးတော့လုပ်လို့မရဘူးအဲ့ဒီမတူညီမှုတွေ ਨੇ အကောင်းဆုံးသောအလတရားတစ်ခုကိုကျွန်တော်တို့ကဖော်ထုတ်ဖို့တာဝန်ရှိနေတယ်ဆိုတာလေးတွေကိုဒီနေ့ရဲ့သင်ခန်းစာကကျွန်တော်တို့ကို message ပေးနေတာဖြစ်ပါတယ်အင်ရှာလာကျွန်တော်တို့လည်းမိမိတို့တက်မြောက်ထားတဲ့ပညာလေးတွေနဲ့ကဘာကြီးကိုအလဆင်ဖို့အတွက်အလောရှိမြတ်အခွင့်အလမ်းတွေချိန်မြေပေးသနာတော်မူပါစေအစ္စလာမုအလိုက်ကွမ်ဝရဟမတူလာဟီဝဘရကာတူ